Google မှာကိုရှာကျင်တာကိုဘယ်လိုရှာမလဲเนาะ အဲ့ဒါလေးကိုကျမကိုမြင်နေလာမိတယ်။ဘာနဲ့ပတ်သက်ပြီးမိကြလဲဆိုတော့အဲတီချဲရင်တီချဲစာတင်တဲ့ YouTube channel ကိုတည်ကျင်နေဆိုလို့ရှိရင်ကျမက YouTube channel link တွေစာတော့ကတော့မန့်နေဒါပေမဲ့နောက်ပိုင်းကျတော့ YouTube channel link ကိုအဲ့လိုမန့်တာ YouTube ကလည်းမကြိုက်ဘူးတဲ့။တခြားသော platform တွေမှာပေါ့နော်။အဲ့ဒီမျိုးတွေသူရဲ့စီးပင်းနေဖြစ်တာဖြစ်တဲ့အတွက်အဲကျမကိုကျမတို့ကဒီ social platform ပေါ်မှာရည်တည်ရပြီဆိုလို့ရှိရင်သူတက်မှတ်ထားတဲ့စီးပင်းစကန်ကိုကျမတို့အနေနဲ့ like နာပေးရတယ်ပေါ့နော်။ဒါကြောင့်မသားကျမတို့အနေနဲ့အဲကိုရဲ့ channel မပြတ်မှာပေါ့နော်ဥမာ Facebook မှာဆိုလို့ရှိရင်လည်းစီးမီးစီးကန်တွေအများကြီးရှိတယ် အဲ့အရာတွေကမပြတ်ပြတ်တော့ဒါဆိုရင် Google မှာကိုသိကျင်တဲ့ဥမာအဲကျမတို့အဲဒေါက်တာဘသူကိုရှာကျင်တယ်ဆိုလို့ရှိရင် hashtag လေးခံလိုက်မယ် hashtag ဆိုတာဒီလိုဟာလေးပြောတော့ web champion မျိုးလေးလေအဲ web champion မျိုးလေးမြင်ရလာပဲเนาะအဲ web champion မျိုးလေးဒီမှာเนาะဒီမှာဒီဟာလေးအဲ့လိုအိမ်ပုံမျိုးလေးအဲ့အရာလေးကိုခံမယ်ခံပြီးသွားရင်ကိုတိကျင်တဲ့လူနာမည်ရိုက်ရှာဥပမာကျမနဲ့ဥပမာပြမယ်ကျမကအဲ teacher ဖွေးလို့ပေါ့နော်အင်္ဂလိပ်လိုရိုက်ရှာလိုက်မယ်ပြီးရင်နောက်က ကိုကစနစ်သိမြန်မာစနစ်သိချင်းစနစ်သိမြန်မာစာဆိုပြီးတော့ရိုက်ရှာလိုက်နော်ရိုက်ရှာလိုက်တာနဲ့ enter ခေါက်လိုက်တာနဲ့ဒီမှာတွေ့လာပဲဒီမှာတွေ့လာအများကြီးပဲနော်အဲ့ဒီထဲမှာ YouTube channel ဆိုရင်ဒီမှာ YouTube channel အောက်မှာနော်ဒီမှာ YouTube channel အဲအောက်မှာ YouTube channel တွေနဲ့ YouTube logo လေးနဲ့အဲ့ဒါကိုနှိပ်လိုက်ပြီဆိုရင် YouTube တဲ့ကိုရောက်သွားပါလိမ့်မယ်မြန်မာစာသိချင်း Facebook နဲ့သိချင်းနေဆိုလို့ရှိရင်ဒီမှာ Facebook ဟောဒီမှာ Facebook ဆိုရင်လည်း Facebook နဲ့ပတ်သက်တဲ့အရာတွေမှာ TikTok မှာဆိုရင်လည်း TikTok ပေါ်လာတယ်ဒီချက်ဖွေးเนาะเนาะ Facebook ဆိုရင်လည်း Facebook မှာဒီမှာအကုန်လုံးဒီလိုတွေရိုက်ရှာလို့ရပါတယ်ဒါဆိုရင်ဥပမာ Facebook နဲ့ပတ်သက်တာဆိုရင် more video ဆိုတဲ့ဟာလေးနှိပ်လိုက်မယ်။ Masa နဲ့ပတ်သက်တဲ့အရာတွေ၊ဆီယမတွေအများကြီးဒီထဲမှာကြလာတာဖြစ်ပါတယ်။နော်ဟုတ်ပြီ။အဲ့တော့မှအဲအဲ့ဒါကိုမှကျွေးမြန်မာဆိုတာ Facebook ဆိုပြီးကျွန်တော်ရိုက်ရှာလိုက်မယ်။ ဟောဒါဆိုရင် Facebook ဒီမှာတွေ့တာတွေ့လာပဲဒီမှာစနစ်သစ်မြန်မာစာနဲ့တင်ပါကဆိုတော့ Facebook လေးတက်ရောက်သွားဖြစ်ပါတယ်เนาะဟောဒီမှာလမ်းမေးကရီအိုင်ဒီအိုင်ကရှင်လာဒီအာ ဒါကျမအရင်နှစ်ကဟိုပြီးခဲ့တဲ့နှစ်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 သုံးနှစ်ကသင်ခဲ့တဲ့အရာလေးတွေကိုပြန်ပြီးတော့ရှာလို့ရတယ်။ဒါဆိုရင်ကိုလိုချင်တာကိုကိုသိချင်တဲ့ဆရာမကိုသိချင်တဲ့ဆရာရဲ့နာမည်ကိုကျမတို့က page နာမည်မသိဘူး page name မသိဘူးဆိုရင်လူနာမည်သိရင်ကိုရှာလို့ရတယ်။ဘယ်မှာရှာမလဲ။ဒီမှာ Google Google လို့ကျမတို့ဟာသားတွေပြောတယ်။နောက်ဒီ Google ဆိုတဲ့ဟာဝင်မယ်။ ပြီးလို့ရှိရင် hashtag လေးခံမယ်နော်ကြက်ရှိခက်လေးပေါ့နော် watch ချံပုံမျိုးလေးဟာလေး watch ချံပုံမျိုးလေးဟာလေးခံမယ်မြင်ရလာပဲနော် watch ချံပုံမျိုးလေးဟာလေးခံမယ်ပြီးရင်သိကျင်တဲ့မြန်မာဆီယမနာမည်တွေထားတယ်ဆိုရင်ဆီယမနာမည်မြန်မာလိုရိုက်ရှာအဲ English ဆိုရင် English လိုရိုက်ရှာ English လိုရိုက်ရှာတော့ပို့ပြီးတော့မြန်တယ်နော်အဲ့တော့ teacher personality မြန်မာ D C H E R teacher P H W A Y phonics ဆိုပြီးကျွန်မတို့ရိုက်ရှာလိုက်မယ်ဒီခေါင်းနော် phonics ဆိုရိုက်ရှာလိုက်မယ် ဟော phonics ရရှာရနေဟောဒီမှာကျမပုံလေးတွေ့လဲဒီမှာကျမဗီဒီယိုလေးတွေဟောတန်းတွေ့လာပါလိမ့်မယ်ဟောဒီမှာဆိုရင်လည်းဒီမှာ phonics ဆိုတာနဲ့ဒီမှာတန်းတွေ့တယ် teacher phone jolly phone education service center ဆို Google မှာချိပါတယ်အဲ့လိုမျိုးလေးရိုက်ရှာလို့ရပါတယ်လို့နော်အဲ့တော့ကျမကိုဘယ်မှာလိုက်ရှာမှာလဲလို့မေးတဲ့သူတွေရှိတယ်ကျေးဇူးလက်တင်ပါတယ်မေးပေးလို့ပေါ့နော်အဲ့တော့ YouTube channel က YouTube channel လေးကဘယ်မှာလဲဒီချက်လို့အဲဘယ်ဟာဖြစ်ဖြစ်ကျမမဟုတ်ဘူးနော်တခြားတယောက်ကိုလည်းကျမတို့အဲ့လိုရှာလို့ရတယ်ဆိုတာလေးကို YouTube channel မှာရှာလို့ရှာပုံရှာနီးလေး Google မှာရှာပုံရှာနီးလေးကိုမသိတဲ့ ကိုတည်ကျင်တဲ့ဆရာတွေနဲ့ပတ်သက်တာရှာပုံရှာနေလေးကိုမျှဝေပေးခဲ့ပါတယ်ရှင်အကျိုးရှိမှလို့ထင်ပါတယ်ကျေးဇူးပါ